ာတို့တမီးတို့အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ပြန်လဲဆုံတွေ့ခွင့်ရရတဲ့ဘုရားသခင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ်ဒီတစ်ပတ်မှာဦးအမွန်းကနေပြီးခဲ့တဲ့ပတ်တီတီအေဒါပြေပုံပြင်အဆက်ကိုပြန်လဲပြောတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်တီတီအေဒါကမတူရဲ့အကြောင်းကိုပြောပြသွားတယ်ဟုတ်ကြပါ့ရာကုတ်ကအတုအကိုကြီးဖြစ်တဲ့အေတော်ရဲ့ကောင်းကြီးကိုလူယူလိုက်တယ်ဆိုတဲ့အကြောင်းကိုပြောပြသွားတာဖြစ်ပါတယ်ဒီတစ်ပတ်မှာဦးမွန်းကနေပြန်လဲပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒီနောက်မှာရကုတ်ကသူ့အမေပြင်ဆင်ချက်ပြုတ်ပေးတဲ့အမေဟင်းရဲ့ထုခတ်ကိုသူ့အဖေအိဆက်ထန်တို့ယူဆောင်လာခဲ့တယ်။သူ့အဖေရှိတဲ့တေးသေးကိုဝင်လာတဲ့အချိန်မှာရကုတ်ကဘေးတားဝင်လာပြစေလို့သူ့အဖေကိုပြောလိုက်တယ်။အဲ့ဒါနဲ့အိဆက်ကဘာပြောသလဲဆိုရင်မတူလဲဆိုပြီးပြောလိုက်တယ်။အဲ့ဒါနဲ့ရကုတ်ကဘာပြန်ပြောသလဲဆိုရင်အဖေကျွန်တော်အေးတော့ပါလို့ပြောလိုက်တယ်။ရကုတ်ကအေးတော့အတန်နဲ့သူ့အဖေတန်ကိုချင်းကပ်ခဲ့တယ်။ ဘန်းရနဲ့ပဲသူ့အဖေကိုဘာပြောသလဲဆိုရင်အဖေကျွန်တော်ရဲ့အဖေရဲ့တာကြီးအေးတော့ပါလို့ပြောလိုက်တယ်ကျွန်တော်ကိုကောင်းကြီးပေးပါတော့ကျွန်တော်ချက်ပြုတ်ပေးတဲ့ခင်းကိုလည်းအမြန်ထစားပါတော့လို့သူ့ရဲ့အဖေအေးဆက်ကိုရကုတ်ကပြောလိုက်တယ်အေးဆက်ကလည်းငါတာဒီတစ်ခေါက်တားကောင်ရလာတာမြန်လာချီလာလို့သူ့ရဲ့တားကိုပြောလိုက်တယ်အဲ့နဲ့ပဲရကုတ်ကပါပြန်ပြောတယ်လေဆိုရင်မြန်မာဖို့အဖေဒီတစ်ခေါက်ကခြောက်ဝဖျားရှင်လမ်းပြပို့ဆောင်တော်မူတော့ကြောင့် မြင်ရချင်းဖြစ်တယ်ဆိုပြီးမှသူ့ရဲ့အဖေအိဇက်ကိုရာကုတ်ကလိန်လိုက်တယ်။အိဇက်ကလည်းသူ့သားကြီးအေတော့ဖြစ်ကြောင်းဂျင်းတရောင်တို့ငါသားအဖေအနာကိုခဏလာခဲ့ပါဦးလို့ပြောလိုက်တယ်။ရာကုတ်ကလည်းသူ့အဖေအိယာနာကိုတွားပြီးချင်းကပ်လိုက်တယ်။အဲနဲ့သူ့အဖေကလည်းအဲသူ့ရဲ့သားရဲ့နာရီလေပင်တွေလက်တွေကိုစမ်းတက်ကြည့်တဲ့အချိန်မှာအေတော့ဖြစ်ကြောင်းကိုသူကတီးလိုက်တယ်။ ဒါပေမဲ့သူ့ဘေးအိဇက်ကတခုဘေးဆက်ဖြစ်သွားခဲ့တယ်။အတန်ကတော့အေးတော်အတန်နဲ့မတူပါလား။ဒါပေမဲ့လက်တွေမှာတော့အေးတော်နဲ့တူနေတယ်ဆိုတဲ့အရာကိုသူ့ဘေးကတတိထားမိလိုက်တယ်။အဲနဲ့ပဲအိဇက်ကသူ့တောင်းမေးလိုက်တယ်။မင်းငါသားကိုဟုတ်ရဲ့လားလို့မေးလိုက်တယ်။အဲနဲ့ပဲယာကုပ်ကလည်းလင်ညာပြီးအဖေကျွန်တော်အဖေရဲ့တာကြီးအေးတော့ပါလို့ပြန်လဲပြောလိုက်တယ်။ဒါနဲ့အိဇက်ကလည်းသူ့တာချက်ပြုတ်ပြင်စီပေးတဲ့ဟင်းကိုစားပြီး သူ့ရဲ့သားကိုနမ်းလန်းလိုက်ပြီးကောင်းချီးပေးလိုက်တယ်။အိဇက်ကလည်းသူ့ရဲ့သားကိုအာချာဝဖျားရှင်ဒီတင့်အားမိုးကောင်းကင်နင်းကို၎င်းမြေကြီးစီဥ်ကို၎င်းမြားစွာတော်စံစပါးစပီရေကို၎င်းပေးဒနာတော်မူပါစေတော့လူအပေါင်းတို့ဒီလည်းတင့်ထံမှာကျွန့်ခံပြီးအပီပီတို့ဒီတင့်ရှိမှာဥညွတ်ကြစေတည်ဒီဤညီအကိုတွေအပေါ်မှာအရှင်သခင်ဖြစ်ပြီး သူတို့ဤဓာစင်မြေဆက်ကိုတင့်သားစင်မြေဆက်ကအစိုးရပါစေတည်းတင့်ကိုကောင်းချီးပေးတော်သူတို့ဒီလည်းကောင်းချီးခံရပါစေချိန်စေတော်သူတို့ဒီချိန်စေခြင်းကိုခံရပါစေတည်းလို့အိဇက်ကသူသားကိုကောင်းချီးပေးလိုက်တယ်။ယာကုပ်ကလည်းကောင်းချီးခံစားရပြီးတာနဲ့တပြိုင်တည်းနေရာကနေအမြန်ဆုံးထွက်သွားတယ်။သူထွက်သွားရုံလေးပဲရှိသေးတယ်။သူ့ကိုအေတော်ကခင်းတစ်ခွက်နဲ့ဝင်လာခဲ့တယ်။အဲနဲ့အေတော်ကသူ့အဖေအိဇက်ကိုပြောတယ် အဖေကျွန်တော်ရင်းသခွက်ယူလာပြီကျွန်တော်ကကောင်းကြီးပေးပါတော့လို့ပြောလိုက်တဲ့အချိန်မှာအီဇက်ကတုံ့လုံချောက်ချသွားတယ်ခဏပဲငါကကောင်းကြီးပေးသွားပြီးပြီခဏဝင်လာတဲ့တယောက်ကမတူလဲလို့ပြောလိုက်တယ်အဲ့ဒါနဲ့အေတော်ကလည်းအရန်ဝမ်းနေတဲ့မျက်နှာလေးနဲ့အဖေကျွန်တော်ပါကျွန်တော်လေးအဖေရဲ့တာကြီးအေတော်ပါလို့သူရဲ့အဖေအီဇက်ကိုပြန်ပြောလိုက်တယ်အဲ့နဲ့အီဇက်ကလည်းကောင်းကြီးပေးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် အေတော့ကိုပြန်ပြောလိုက်တယ်အေတော့ကဒီအကြောင်းကိုကြားပြီးတဲ့နောက်ပိုင်းမှာသူကအိုဟစ်ငိုကြွေးပြီးကျွန်တော်ရဲ့ညီညာကုတ်ကကျွန်တော်ရဲ့ကောင်းကြီးတွေကျွန်တော်ရဲ့တာဥအရာတွေအကုန်လုံးကိုတူလူယူလိုက်ပြီးကျွန်တော်ကိုအဖေရဲ့ကျွန်တော်ကိုပေးဖို့ကောင်းကြီးမရှိတော့ဘူးလားလို့အေတော့ကပြန်ပြီးအဲသူ့ရဲ့အဖေအိဇက်ကိုပြောလိုက်တယ်အိဇက်ကလည်းဝမ်းနည်းစွာနဲ့ဘေးကောင်းကြီးတွေအားလုံးကိုပေးပြလိုက်ပြီး အိမ်မှာပေးစရာဘာမှမရှိတော့ဘူးလို့ပြန်ပြီးပြောလိုက်တယ်။ပေတော့ကလည်းအဖေကျွန်ုပ်ကိုနောက်ထပ်ကောင်းကြီးတစ်ခုခုပေးဖို့ပြန်ပြီးထပ်ပြီးတောင်းဆိုလိုက်တယ်။အိဇက်ကလည်းမင်းနေထိုင်တဲ့အရက်တွေဟာမြေစီဥနဲ့မိုးကောင်းကင်ကအနည်းငယ်တို့နဲ့ပြေဝပါစေတော့မင်းဟာဒါနဲ့အသက်ရှင်ရလိမ့်မယ်။မင်းရဲ့မျိုးဆက်လည်းသူ့မျိုးဆက်ကို အလုအကျွေးပြုရလိမ့်မယ်။ဒါပေမဲ့တနေတော်အချိန်မှာမိအင်ကြီးအကိုရဲ့အုပ်ဆုံးမှုတံပိုးအောက်က လွတ်မြောက်သွားရလိမ့်မယ်လို့ပြန်ပြောတယ်။ဒီအကြောင်းအရာတွေအားလုံးကလည်းနောက်ပိုင်းနေပေါင်များစွာကြာလာတဲ့အခါမှာအမှန်တကယ်ဖြစ်လာတယ်။အေတောမှဆင်းသက်လာတဲ့လူမျိုးတွေဟာယာကုပ်အမျိုးနွေတွေနဲ့အီထွေလာနိုင်ငံရဲ့တောင်ပိုင်းကအေတုံလို့ခေါ်တဲ့ဒေသမှာနေကြတယ်။တချိန်တခါလုံးကအစ်ထွေလာလူတွေဟာအေးတုံလူမျိုးတွေကိုအုပ်ချုပ်ခဲ့ရတယ်။နောက်ပိုင်းမှာတော့ဒီလူမျိုးတွေကအစ်ထွေလာလူမျိုးတွေရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်အောင်ဆောင်ရွက်ခဲ့ကြတယ်။ ဒါတွေဟာအီတိုနဲ့ယာကုတ်တို့တည်ဆုံးပြီးနှစ်ပေါင်းနေနှစ်တွေရာပေါင်းများစွာကြာမှဖြစ်လာခဲ့တယ်။ဇာဝဖျားရှင်အကောင်းကြီးမင်္ဂလာဂတိတော်များဟာအီတေလလူမျိုးများအပေါ်တာကြာရောက်တယ်။အီတိုမှဆင်းတဲ့လူမျိုးများအပေါ်ကြာရောက်ဘူး။ယာကုတ်အမျိုးကောင်းကြီးခံစားရလို့တော်သေးတယ်။ဘာကြောင့်လဲဆိုတော့ယာကုတ်အမျိုးကဇာဝဖျားကိုကိုးကွယ်ကြလို့ဖြစ်တယ်။ ဘေးတော့ရဲ့အမျိုးကတော့ရုပ်ထုတွေကိုကိုယ်ွယ်ပြီးမိုက်ရိုင်းလာကြတယ်။ဒါပေမဲ့ဒီလိုရာကုတ်ကောင်းကြီးကိုရအောင်ခံယူပုံမျိုးကတော့မမှန်ကန်ပါဘူး။သားတို့တမီးတို့ရဲ့ဒီတစ်ပတ်ပုံပြင်ကတော့ဒီမှာပဲအဆုံးတက်မှာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်များမှလည်းအဲဘလူးပုံပြင်လေးတွေကိုပြန်ပြီးနားထောင်ရမလဲဆိုတာကိုသားတို့တမီးတို့ဆက်လက်ပြီးစောင့်မျှော်ပေးကြပါဦးနော်။သားတို့တမီးတို့အားလုံးပဲတတ်တာ tone no.